ဗျာရခိုင်ပြည်နယ်မှာအေရီလိုစစ်နိုင်နေတယ်ဒါပေမဲ့အပိတတ်တော့မဟုတ်ပါဘူးခြုံကိုတုတ်တက်ရမယ့်အပိုင်ကြံသေးတယ်အေရီတို့အပြောင်းလဲတစ်ခုကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြောက်ဆုံးချိန်မှာစတင်ခဲ့တယ်အခုကနမခစစ်တွေ့မှာနော်ဒီတော့တကယ်ပွဲကအဲ့ဒီမှာအေရီတို့မကွေးတို့ဘကိုးတို့အေယာဝတီမြေဝကျုံးမိုးတွေကိုဘယ်ဖားပုံစံမျိုးနဲ့တိုးလာတယ်တကယ်အဲ့ဒါကနော်အဲ့လိုကြီးလို့မရဘူးအေရီတို့ဟာ ကြီးမားကျက်ပြန်းတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ယက်တိဖို့ဆိုရင်ဘန်တာရေးလို့တဲ့ပတ်စံလို့တဲ့ပတ်စံလမ်းကြောင်းကိုကြီးမားမှန်းတယ်လူမျိုးစုနဲ့မြေတစ်ခုအတွက်တိုက်ပွဲဝင်ဖို့အဓိကဘန်တာရေးရေရှိအာမခန့်ချက်လို့တဲ့အဲ့ဒါကအကျိုးစီးပွားပေါ်မှာကြီးရတာအကြမ်းမှုမနေ့ကကျွန်တော်ပြောတဲ့ကချင်နဲ့အဲ့ဒီပေါ်မှာကြီးရတာနော် geo economic ပေါ်မှာမကြည့်ဘူးဆိုရင်ဟိုဓမ္မတွေအတ္တမတွေနဲ့တိုင်းလို့မရပါဘူးလားစီးပွားရေးဈေးကြံပေါ်မှာပဲကြီးရတာဘာလို့ဆိုရင် AA တို့ကအကြောက်ဖြူကိုဘယ်လိုပဲလှုပ်လှုပ်သူတို့အကျိုးအတွက်အခြေခံပါတဲ့ နော်ဗန်ဒါရေးဝင်ငွေအဖြစ်လက်ပြောင်းယူမှာပဲဘယ်လိုနည်းနဲ့မှအဲ့ဒါကိုအကြက်ပေးမောင်းထုတ်ဘာညာလုံးမှာမဟုတ်ဘူးမောင်းထုတ်တခြားလူခေါ်ထဲတာမျိုးမလုပ်ဘူးအဲ့ဒီအားနည်းရတဲ့ဝင်ငွေကိုသူတို့အဖွဲ့စည်းသူတို့ပြည်နယ်သူတို့ရခိုင်အချို့အတွက်ပုံဖို့အတွက်လက်ပြောင်းလွှဲယူမှာပဲစူးစမ်းမှာပဲအဲ့ဒီနည်းဝယ်သုံးမှာအဲ့လိုကြီးမမှန်ပါဟိုနေပြီးတော့လာတိုက်တွေပါကြီးလို့မရဘူးအဲ့ဒါကအမှန်အဲ့လိုကြီးရင်ကျွန်တော်တို့နော် ပထမဦးဆုံးအေရိုစားတိုက်ကလေးကချင်းပြည်နယ်ပလောဝါနေပြီးတော့ဖြည်းဖြည်းဖွဲထုတ်လာတယ်။ပြီးတော့ပလောဝါဆိုတာစကြည့်အိန္ဒိယရဲ့ဘီလီယံပေါင်းများစွာတန်တဲ့2020ခုမှာအပြန်ပြီးတော့လည်ပတ်မယ်ဆိုပြီးစီစဉ်ထားတဲ့ကလတန်စီမံကိန်းနော်အစိုးရပြောပြောအစပဲဆိုဆိုတဝက်ပေါ့ဗျာနော်မြန်မာနိုင်ငံကနေအိန္ဒိယသမုဒ္ဒရာကိုထွက်ပြီးတော့အိန္ဒိယရဲ့အဓိကလမ်းကြောင်းကိုအေအေထိချုပ်လိုက်တယ်။ဒုတိယအချက်ကြောက်ဖြူအန်းကနေပြီးတော့ပိတ်လိုက်တယ် အဲ့ဒီအဓိကနိုင်မြေတွေကိုထိချုပ်လိုက်တာနဲ့ကြောက်ဖြူကလက်ထက်ရေဖြစ်သွားအဲသူ့လက်ထက်ရောက်သွားပြီတရုတ်နိုင်ငံရဲ့အရေးကြီးဆုံးအာမဟာဗျူဟာမြောက်ပိုက်ဆိုင်မှုရေနံပိုက်လိုင်းရေနံစိတ်ကန်းတွားဘက်ကုန်းမြေလမ်းကြောင်းကိုအပြည့်ဝထိချုပ်လိုက်တာအန်းကိုထိတာအဲ့တော့ပေကျင်းရဲ့ပေကျင်းရဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက် AA ကထိချုပ်ထားတယ်နော်ရအိန္ဒိယရောတရုတ်ကိုရောထိချုပ်ထားတယ်ဒီတော့နောက်ဆုံးခြေလမ်းတွေဖြစ်တဲ့အခုလက်ရှိမှာဆိုရင် ကပ္ပစားရီနာကတ်လာတဲ့ဟာတွေတကယ်တော့အရာဒီမြေအနောက်ဖက်ကမ်းပေါ့ဗျာပဲခူးတိုင်ပဒေါင်းတို့เนาะလေးမျက်နာတို့ဒါတွေဟာကြပန်းတက်ခိုက်တာမဟုတ်ပါဘူးเนาะမင်းအောင်လာကိုနေပြီးတော့မှလာဖြုတ်တော့လည်းမဟုတ်ပါဘူးသူတို့ရဲ့ပထဝီနိုင်ငံကြီးကနောက်ဆုံးအဆက်အဆက်အတုံးပြုတဲ့အပိုင်းစားတွေပါလိုအပ်တဲ့ကစားကွက်တွေထဲမှာထည့်ရမှာပါเนาะဒီဘက်ကတော်လန်ရင်းနဲ့လိုက်ပြီးတော့တွေ့လို့မရဘူးတွေ့မှာမှာကံယူတမ်းမှာအေးဟာเนาะ တည်တံ့နိုင်ငံခွဲထွက်ဖို့တည်ထောင်နေတာမဟုတ်ပါဘူးအနောက်မြေမှာပြည်ရဲ့နော်အရှေ့နဲ့အနောက်ပြီးတော့တောင်ပိုင်းနဲ့မြောက်ပိုင်းကိုကုတ်သွဲရေးလမ်းကြောင်းအလုံးကိုထိတ်ချုပ်ထားမဲ့တကယ်ကျွန်တော်မနေ့ကပြောခဲ့တဲ့ဇင်းကြံလမ်းနိုင်ငံကိုတည်ဆောက်တာဇင်းကြံလမ်းကိုကင်မဲ့နိုင်ငံကိုတည်ဆောက်တာနိုင်ငံငယ်လေးတစ်ခုတည်ဆောက်တာအဲ့ဒီလောက်ရရဲ့အကျိုးဆက်ကလည်းရှင်းတယ်နော်စစ်ကောက်စီကတရုတ်ရဲ့ယင်းနီမြုံနံမှု အိန္ဒိယရဲ့စီမံကိန်းတွေကိုအကောက်အကွယ်မပေးနိုင်တဲ့အခြေအနေတနည်းအားဖြင့်စစ်ကောက်စီကိုကြီးမားစွာဖိအားပေးတိုက်ခိုက်တာပဲ။နော်အဲ့ဒီအတွက်သူထမ်းထားတဲ့ပခုံးဟာအိန္ဒိယနဲ့တရုတ်ရဲ့မဟာဗျူဟာကအင်အားကြီးနိုင်ငံတစ်ခုရဲ့ဖိအားညှိအားအမျိုးမျိုးပေါ့ဗျာဂျူရယ်ဗက်တာပေါ့။ဒီပိုင်းနဲ့ညက်ကင်ထားတဲ့အကွက်ကိုရှင်းရှင်းပြောရင်ခေါင်းဝင်ခံပြီးထိထားတာ။သူ့အတွက်လည်းတော်တော်လေးခက်ခဲရုပ်ကံတဲ့အခြေအနေပဲသူ့ပြည်နယ်ထဲမှာနော်အဲ့ဒါဟာ ပထဝီနိုင်ငံကြီးမြေပုံမြန်မာနိုင်ငံမြေပုံကိုအသက်ပြန်ပြီးတော့အနောက်ဘက်ကနေနေဝန်းနီပေါ်သလိုပေါ်လာတာအလုပ်ပြောင်းလဲသွားလိမ့်မယ်เนาะ2000နှစ်ဘက်တွတ်တွတ်တိုင်းနဲ့ပြည်နယ်နဲ့ပဲကြီးကြီးပုံစံပြတ်သွားပြီအေရိုအောင်းဝါးပြီးဆိုတော့လည်းပုံစံအသိဖြစ်သွားပြီဘာမှ ပုံစံအဟောင်းနေတဲ့တုံးလို့မရတော့ဘူးပြီးတော့အဲ့ဒါကိုသူတို့တောက်ခတ်နေတာသူတို့လက်ရှိမှာသူတို့ကင်တော့တဲ့အာသာချက်ကဘေကျင်းကိုကြောက်ဖြူအတွက်လုံခြုံရေးအာမခန့်ချက်ပေးနိုင်တဲ့အထိစူးစမ်းထားတယ် နယူးဒေလီကိုလည်းကလတန်စီမံကိန်းအတွက်အလုပ်ချုပ်ရေးအာမခံချက်ပေးနိုင်တယ်အဲ့တော့အာမခံချက်မဟုတ်ရင်လည်းချိတ်ချောက်ဖွဲ့မို့ဗျာအဲ့လိုမျိုးပေးလို့ရတယ်သိရမလားငွေတို့ဘာလဲဆိုပြီးတော့အဲ့ဒီကလတန်စီမံကိန်းကစစ်တွေ့မှလာပြီးတော့စတာနော်ဟုတ်တယ်မဟုတ်လားစစ်တွေ့မှလာစတာနော်ပွဲတော့ပွဲပဲပြီးတော့အဲ့ဒါကဘယ်လိုပဲကြည့်ကြည့်အိန္ဒိယရောနော်အိန္ဒိယကအဲ့ဒီအခြေအနေအတွက် နိုင်ငံရေးရအတိမတ်ပြုမှုဒါမှမဟုတ်စီးပွားရေးသဘောတူညီချက်တွေနဲ့အေးအေးနဲ့လဲလှယ်ရမှာနော်တခါအဲ့မှာပြဿနာတစ်ခုတော့ရှိသေးတယ်ဘူတီတောင်းလို့နေရာမှာဖြစ်ပေါ်ခဲ့တဲ့ပြဿနာမိခုမိုင်းနေအတင်းအကျပ်စစ်သားစုဆောင်မှုဆိုတဲ့လူထုတအားထောက်ခံနေရာကနေပြီးတော့ခက်ခဲဝါတဲ့အတွေးခေါ်တွေကိုနည်းနည်းဖြည့်ရှင်းဖို့လိုတယ်အဲ့ဒီစစ်မှုထမ်းဥစ္စာမှာသူတို့ဒေတာထဲမှာကောင်းကောင်းလေးရှင်းပြထားနိုင်ဖို့လိုတယ်ဘာလို့လိုအပ်လဲဆိုတာမျိုးပေါ့နော်တချို့က ကိုသားသမီးပါပြီဆိုရင်လက်မခံတော့ဘူးဒါတွေအလောက်ဟာသူတို့တအားကိုတည်ငြိမ်တဲ့အုပ်ချုပ်သူဖြစ်တည်ဆောက်နေရတဲ့အခက်အခဲကိုပြည်သူတိုင်းနားလည်ဖို့ရခိုင်ပြည်သူတိုင်းနားလည်ဖို့လိုတယ်ဘာလို့ဆိုရင်ကိုသားသမီးကိုလာခေါ်ပြီဆိုရင်မကြည်တော့ဘူးအဲ့မှာဘေးကတွေးထိုးပေးလာလိမ့်မယ်ဒီတော့နောက်ဆုံးတစ်ခုကအေအေရဲ့စိတ်ရေးမဟာပြူဟာကြွမ်းလာအောင်မြင်ရပါတယ်စိတ်ကန်းတွေလမ်းမကြီးတွေနည်းမြေတွေသိပ်ပိုက်တယ်တကယ်မဟာပြူဟာမြောက်လောက်ရမှာကနိုင်ငံတကာတနိုင်ငံကိုအုပ်ချုပ်ရမယ်ဆော့ဝဲ အဲ့ဒါကိုဖြည့်ရှင်းနေရတော့အခုတော့ဘယ်လုံးနေတာပဲကျွန်တော်တွေ့တော့ပဲကြားလာပြီအဲ့ဒါကိုဘိုးချုပ်ထွန်းမြတ်နိုင်တော်နိုင်ငံရေးထက်ကနေပြီးစကားပြောတဲ့အခင်းချင်းကို AOD interview မှာတွေ့တယ်လို့ပြောခဲ့တယ်ဒီတော့ပေကျင်းရဲ့ pipeline ဖက်ကနေကလတန်ရဲ့လိုအပ်ချက်နယူဒီလီဟာကျွန်တော်တို့မေးရမှာကအဲ့ဒီ ARG နှစ်ခုနိုင်နိုင်ငံကအကျိုးစီးပွားချင်းရခိုင်မှာထိတ်တိုက်လာတွင်းရင်ဘသူကိုသူတို့အရင်ကျွေးမွေးမလဲအဲ့ဒီစကားဖြေရမှာတော်တော်ခက်တယ် နော်သူကနှစ်ဖက်လုံးကိုကန်ရမှာလေဘယ်သူ့ဖက်မှမလိုက်ဘူးလေဒါပေမဲ့ပြဿနာစားဖြစ်ပြီးဟေးဆိုရင်ဘယ်သူကိုအရင်ထိတွေ့ကြွေးမွေးမှာလဲအဲ့ဒါပြဿနာဒါဟာမထင်မှတ်ထားတဲ့အကွက်ဒီတော့ကြောက်ဖြူမှာဖြစ်ပြနေတာကကော်ဒန်အန်ချုံလို့ခေါ်တဲ့အေအေအဝေးကပိတ်ဆို့ထားတဲ့မဟာဗျူဟာဒါဟာမြို့ကိုဝင်တိုက်တာတဲ့ပိုသေးချတဲ့တရုတ်ရဲ့အဓိကပိုက်ဆိုင်မှုတွေကိုလုံးဝမထိဘူးရိတ်ခါလောင်စာတောက်တုံးကြီးလမ်းကြောင်းတွေဖြတ်တောက်ပြီးအညာကိုကင်ထားတာအေအေကမြို့ကိုအခုဝင်မသိတာ မသိနိုင်လို့မဟုတ်ဘူးတရုတ်ရဲ့နိုင်ငံရေးညှိနှိုင်းမှုအတွက်အခြေတစ်ခုကိုစိတ်ရှိရှိနဲ့စောင့်နေတာနော်သိမ့်မဲ့ဆိုရင်ဒီဒီတိုင်းရက်နေတာပဲတော်တော်ကြာပြီလေတစ်ချိန်တည်းမှာပဲမြေဝကျွန်းဖို့ဖက်ကိုတစ်ချက်ကြည့်ပသိပ်ဖက်မှာကျွန်တော်မနေ့ကပြောခဲ့တယ်ရက်ပေါင်း120အတွင်းအနာတတိုင်းစစ်ဆောင်နာကျုပ်ကိုဖိအားပေးလို့ရတယ်ဒါကလည်းမထင်တဲ့အုပ်ပသိပ်လာသိမ့်နေပြီဆိုပြီးတော့ဇုတ်ပြီးတော့မထင်လိုက်တဲ့အုပ်ဘာမှမဆိုင်ဘူး အနောက်တိုင်းဆဲဆောင်နာချုပ်နောက်တော့ခောက်အာယုံဆိုင်မှုချက်ချင်းရုပ်တုတ်ကဖြစ်အောင် ဖြူခွဲဖို့ဖြန့်ခွဲဖို့အပြောင်းအလွယ်လောက်တာလေးမျက်နှာလိုနေရာနဲ့မြေချောင်းထိတ်ချုပ်မှုကိုဆက်ကောက်စီရေချောင်းကင်းလဲမှုကိုအာယုံပြောင်းပြီးတော့လည်းဝင်လာလို့ရတာတအားမြန်တယ်မင်းကြီးကပြောခဲ့သေးတယ်မလားလေလေးတိတိလေးလေးရှိတယ်အေယော်ဒီဘောရခအေရိုရောက်လာတဲ့အချိန်တော့ဘလောက်မြန်တယ်တွေ့တဲ့တိုင်ပဲအဲ့လိုမျိုးဟာဒီတော့လေးမျက်နှာလိုနေရာကနေမြေချောင်းထိတ်ချုပ်မှုကို၈၀ရာခိုင်နှုန်းလောက်ရပြီဆိုတာနဲ့ ပသိဟာသူ့ရဲ့ကုန်းမြေနဲ့ရေလမ်းကြောင်းလှုပ်ချုပ်ရေးအတွက်အရင်အမြင့်တွေချက်ချင်းစက်ကောက်စီအကြီးကျယ်ပြန်တောက်ရတော့မှာနော်ဘာလို့ဆိုရင်ပါဝါနိုင်တဲ့အခြေအနေရောက်သွားပြီအခုဆိုမတိတ်တိတ်လေးထားတာလဲချိန်ချလို့ရတယ်ဒီတော့ AR ဒီတိုင်းကိုတိုက်ဖို့မဟုတ်ဘူးရန်သူစစ်ရေးအရင်မြင့်ကိုသူ့ဖက်ကဖိအားလိုက်ရင်ပြောင်းဖို့အတွက်ပြင်ထားတာသွေးယူစည်းစည်တဲ့ data pressure လို့ခေါ်တယ်ရေချောင်းဖိအားပေးမှုစက်ကောက်စီရဲ့ဖိအားပေးမှုဟာကြီးမားကျယ်ပြန့်တယ်ကံယူတတ်သည့် ဒါပေမဲ့အေးအေးမှာလည်းပဲစီးတင်းတဲ့လောက်ဒီရေတပ်ဘာညာတော့မရှိပါဘူးဒါပေမဲ့ကြီးမားတဲ့ရေဒါစနစ်တွေတတ်ထားတဲ့ရေစစ်တင်းဖောက်အုပ်စုတွေမရှိဘူးရေချောင်းကိုပိတ်ဆို့ဖို့မလွယ်ဘူးဒါပေမဲ့သူတို့လုံနိုင်တာက marine time လို့ခေါ်တဲ့ဒီ harassment ပေါ့ဗျာရေချောင်းနောက်ရှက်မှုခုနကပြောသလိုရှက်ပြေးလေးရင်ရှက်ပြေးအာသူတို့ရှက်ပြေးလူတက်လေးရေရင်လေးအမြန်ဆုံးဝင်ထွက်ဖို့ဟိုဘက်ကိုနောက်ရှက်လိုက်ရင်ဒီဘက်ကပြရာခတ်သွားတာမျိုးရှိတယ်အဲ့လိုမျိုးနဲ့အေရောက်ဒီတော့လာဖူးတယ် ကမ်းခြေမှာနော်ဒရုန်းတွေရှိမှာပေါ့ဗျာအသေးစားအမြောက်စားအကြီးစားတွေနော်တွားနေတဲ့စစ်တင်းဖို့ကိုတက်တက်ကြောက်အောင်ပြစ်နိုင်တဲ့လူ20လောက်ထမ်းရတဲ့အမြောက်တွေလည်းရှိတယ်ဒါတွေကအချီးကျူးနေတာမဟုတ်ဘူးသူတို့ပြင်ဆင်ထားတာတွေဒီတော့လူအပ်လို့ရှိရင်အဆက်မပြတ်နောက်ရှက်လို့နိုင်ပါတယ်ရန်သူကြီးတက်ကင်းလက်စရိတ်ကိုအလွန်မင်းကြီးမားစေတဲ့ကောက်ချားစေးကိုပေးလို့ရတယ်ရေချောင်းကျွမ်းပြီးသားဆိုတော့ဒီတော့လေချောင်းရကောက်ွယ်ရေဖက်ပြန်ကြည့် ရဲ့အောင်မြင်မှုဟာဂျက်တိုက်လေးရင်နဲ့အကုန်လုံးပြစ်ချနိုင်လို့လည်းမဟုတ်ပါဘူးเนาะပြစ်ချနိုင်တာလည်းအများကြီးမရှိပါဘူးနိုင်ရစ်ကန်လုံးမှာ P အဲ့ဒီ P80 radar စခန်းကိုစစ်ကောက်စီချက်ချင်းပြတ်မရောက်လာခင်မှာเนาะဖျက်ဆီးပြီးတာနဲ့ပြန်ဆုတ်သွားတဲ့ဥစ္စာကိုကြည့်ရင်သူတို့လောက်ွက်ကိုတွေ့တယ်လေကြောင်းစစ်ပွဲကိုမျက်စိနဲ့အုံနောက်တွေရှိတဲ့နေရာတိုင်းဖျက်မှာပဲ radar စခန်းနဲ့လေစုပ်လေစိပ်တွေကိုချိန်မုံတာဒါတောင်မှသူတို့နာမတိတ်မရှိလို့ဒီတော့စစ်ရဲအခြေအနေဘက်ကိုကြည့်ရင်အလုံးဟာ နိုင်ငံတကာဆက်ဆံရေးကိုတက်ရောက်စေပါတယ်။ဘာဖြစ်လို့ပင်လက်ထွက်ပေါက်လည်းဖြစ်တယ်။လူမျိုးရေးပါတာရေးအဒီကယုံနဲ့မြည်လည်းဖြစ်တယ်။ပထဝီအင်အားကြီးနိုင်ငံတွေရဲ့အာရုံစရဒေတာလည်းဖြစ်တယ်။အဲ့တော့တခုခုလှုပ်ရှားမှုတိုင်းဟာပုံရိပ်ကတက်ရောက်ပါတယ်။ဒီတော့တရုတ်ရဲ့တကပေါက်ပွင့်မပွင့်ကိစ္စမှာတော့ဂိတ်ထိချုပ်တဲ့သူတော်ဖြစ်သွားပြီ။အားလုံးချုပ်လိုက်တော့ဒါပေမဲ့ကြောက်ဖြူမှာတော့ပေကျင်းရဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အိမ်မဲဖြစ်တဲ့တော့ကိုကင်ထားတယ်။လောကတော့မရသေးဘူး။ ဘယ်လိုပဲပြောပြောတေချာပေါက်တွက်လို့ရပါတယ်စက်ကောက်စီစီကဘာလှုပ်ချော်ရေးအမခံချက်မှတရုတ်ကတောင်းလို့မရတော့ပါဘူးအေအေစီကပဲအပြန်လန်အကျိုးရှိတဲ့သဘောတူညီတဲ့တခုကို လူတိရှင်ကြလူမတိရှင်မကြယူဖို့ပဲကြံတော့တယ်ဒါဟာတရုတ်ရဲ့မဖြစ်မနေလို့အချက်အကြောင်းမို့ကြတော့စိတ်မပူဘူးလို့ပြောတာကြိုက်တယ်လို့ကစားလို့ရတယ်နည်းနည်းကစားလိုက်ပြီးတယ်လူတိရှင်မကြပေါ့ဗျာသိတယ်မို့လားလူမတိရှင်မကြ မပေါ်လွင်အောင်လုပ်တာပေါ့ဘာလို့ဆိုရင် upper hand နဲ့ဆက်သွယ်လို့မရဘူးဒါ state to state ပြောဆိုတာမဟုတ်ဘူးဒီတော့တစ်ဖက်မှာကလတန်ကလတန်ကလည်းဒါပဲအိန္ဒိယအရှိမျိုးဝါတော့အဲ့ဒီဟာကအာပလဝအေအေလက်ထက်ရောက်နေပြီးတော့ကျွန်တော်ပြောသလိုတဝက်လှုပ်ချုပ်တဝက်ဖိအားပေးစနစ်နဲ့ကစားလို့ရတယ်ခုနကပြောတဲ့အေအေတို့နဲ့ချင်းကြီးနာတအားအရေးကြီးတာမဟုတ်ပါဘူးဘာမှဂရီရိုက်ဆိုင်စရာမလိုပါအစကတည်းကသူတို့မြေတောင်မြောက်ပေးထားတဲ့အဖွဲတွေပဲလေဗျာ ချင်းလမ်းမဟုတ်ဘူးလေချင်းကြီးနောက်ဟာအဆောက်ကလေးအေရဲ့ညီလေးပဲလေကောက်ွက်မယ်ဆိုတာကတခြားဟာမျိုးလာတွေးတိုးဆိုင်းရင်မိမယ်ဆိုတဲ့သဘောကိုပြောတာလောက်ပါပဲမဆိုလဲကောက်ွက်မှာပဲလေမပြောမပြောလဲကောက်ွက်မှာပဲမဟုတ်လားပြောတာကဒါမဆန်းတဲ့ဆိုတဲ့သဘောပေါ့ဗျာသူတို့ရှိတယ်ပေါ့ဗျာဒီလိုပါပဲဒီတော့အဲ့ဒါကရှင်းပါတယ်ပြောပြောမပြောပြောလာရင်တော့ကြိုင်ပါလေဒီတော့ဟိုမားလည်းဝင်နေပြီကိုချင်းလဲတို့တည်ရမလားစက်ကောက်စီကလည်းချင်းလန်းကြောက်ပြန်ဝင်နေပြီဆိုတော့ ပလက်ဝါဖက်ကိုရောင်ပြီးတော့မလဲလာနဲ့ဆိုတော့စကားတော့ပေါ့ပဲဒါကတော့ပြဿနာမရှိပါဘူးဒီတော့အိန္ဒိယက AA ဖက်ကနေအဲ့ဒီတဝက်လှုပ်ချိုးတဝက်ဖိအားမှာကစားတာပါပဲ AA ပေးနိုင်တဲ့လှုပ်ချိုးရေးအာမခံချက်အတွက်အိန္ဒိယကမဖြစ်မနေနိုင်ငံရေးရထိတွေ့ဆက်ဆံမှုကိုအလဲလဲလောက်ရတော့မှာပါဒါကလည်းတော့အသေးချတယ်ဒါပေမဲ့သူတို့ဟာလည်းနော် risk ယူရဲမှုမယူရဲမှုပေါ်မှာတိပါတယ်ဘာလို့ဆိုအိန္ဒိယဟာ တရုတ်လောက် mighty mac ကသူများနိုင်ငံတွေဝင်မပတ်ရဝင်မပတ်သက်ရဘူးเนาะနောက်ကွယ်အနေတော့လုပ်တယ်ဒီတော့အလုံးနိုင်ငံရေးတပ်သမတ်ရေးနဲ့စစ်ရေးပြီးသွားပြီအဓိကအဖြစ်ကအဲ့မှမဟုတ်ဘူးအောက်ချုပ်ရေးမှတည်တယ် APRG စီးပွားရေးအောက်ထိန်မှုအောင်မြင်နေတာဟုတ်သူတည်တနာ ISEA အဲ့ဒီမှာအချက်လက်ရခိုင်ခိုင်မာမာပြထားပြီးသားပြပကနော်သူတို့အခွန်ကောက်ခံမှုစနေစကြဌာနတွေဖွဲ့စည်းပြီးလက်ပတ်နိုင်နေတယ်ရခိုင်မှာ ဒေတာခန့်တွေရဲ့အခြေအနေကိုထက်သွင်းစဉ်းစားတဲ့လက္ခဏာတွေတွေ့ရတယ်ကျွန်တော်မနေ့ကပြောခဲ့တဲ့ဆန်နှုတ်တွေမိတယ်အောက်ချုပ်ရေးပြီးပြင်းတယ်အဲ့ဒါကပိုရေးကြီးတယ်အထူးသဖြင့်တရားစီရင်မြန်ဆန်မှုကပြည်သူ့ယုံကြည်မှုကိုဝယ်ယူရမှာအဓိကအကျဆုံးကံဓာတ်မှာပါတယ်တစ်ဖက်ကစစ်သားအသင်းစုသားလို့ညှို့ညင်ဖြစ်သွားတဲ့ဟာကိုဒီဘက်ကပြန်ဖြေရှင်းတဲ့ဟာတအားကောင်းတယ်အဲ့ဒါကအောင်မြင်မှုအကြောက်ကိုစစ်တိုက်တော့တိတ်မရေမကြည့်ဘူးလို့ပြောတာတခုပဲရှိတယ်တိတယ်မလားဟုတ်ကောင်းတယ်အဲ့ကောင်တွေကတော့မပြီးသေးဘူး ်ဘင်္ဂလားဒေ့ရဲ့နယ်စပ်မှာအာဆာ SSO ကိစ္စကစစ်ရေးချိတ်ချောက်မှုတဲ့နိုင်ငံရေးချိတ်ချောက်မှုလို့ပြောရင်ပုံမှန်တယ်မဟုတ်လား yes or no စစ်ရေးချိတ်ချောက်တာမှမဟုတ်တာဒါကစစ်ရေးချိတ်ချောက်လို့လည်းမနိုင်ပါဘူးအေးပေါ့ဘင်္ဂလားဒေ့ပိုင်တော့တမျိုးပေါ့ဒီအာဆာ SSO လောက်နဲ့ချိတ်ချောက်လို့မရဘူးနိုင်ငံရေးချိတ်ချောက်မှုပါနော်နည်းမြေချိတ်ချောက်မှုပါပြတော်တို့လှူချမှုကအေအေရဲ့ထိတ်ချုပ်နေပြီတည်ငြိမ်မှုကိုမေးခွန်းထုတ်တာပဲလေမတည်မငြိမ်ဖြစ်အောင်လောက်ကစားနေတာပဲ ဘင်္ဂလားဒေ့အစိုးရနဲ့နိုင်ငံတကာ NGO တွေရဲ့နေဇတ်ဒေတာမတိမငိမ့်မှုနော်ငယ်ပါပေါ်ရေပူလောင်းတလို့ဖြစ်တဲ့ဒီမလားအဲ့လိုအခြေအနေလောက်ပဲဆောင်းပြကပုံမှန်နဲ့မိမယ်အဲ့ဒါတွေကဒီတော့ AA တို့ရဲ့အဓိကလက်ဟာမှုတစ်ခုရှိတယ်ချိတ်ဆက်ထားတဲ့ကုန်းမြေပြည်တွင်းရဲ့မဟာပြူဟာမဟာမိတ်တွေရဲ့အောင်မြင်မှုမပေါ်လိုက်လာတာပဲ yes or no ထောက်တာမဟုတ်လားတကယ်က ဒီဘက်ကသာတဝက်လောက်ထိလိုက်ပါအောင်မြင်နေတယ်ဆိုရင်တော်တော်ကောင်းတဲ့အခြေအနေလေးဒီတော့အဲ့လေဘိုင်းဒီကုန်းမြေရမချိတ်ပြီးတော့မပါလိုက်လောက်နည်းနည်းတော့မအောင်မြင်သေးဘူးမကွေးတို့ရောစောတို့အဲ့ဒီနေရာတွေပေါ့ပြီးတော့နော်လူခွင့်ရေသမားတွေဟိုဘက်ကအော်တယ်လို့ဒီဘက်ကကုန်းမြေမှာလဲအာဥပမာပေါ့ကပါဆာကိုဒါမှမဟုတ်လေ AR မြေအနောက်ဘက်ကန်းကို A တို့ဖိအားပေးခြင်းပေမဲ့အရှိကလိုက်မလုံနိုင်ဘူးတအားခက်တာဒီအဲ့ဒါကြီးတော်တော်လေးစဉ်းစားရခက်တဲ့အခြေအနေတွေ အဲ့ဒီအချိန်တွေမှာဒီဘက်က45တို့ဒါအစာ RSO တို့ရကန်ထားတွေကိုရှင်းဖို့လဲပါလာတယ်ဆိုတော့အရှိတိုးဖို့ခက်တယ်ဗျအဲ့ကြောင့်မို့ချင်းချက်ရမယ့်အပိုင်းတွေရှိတယ်လို့ပြောတာပဲခင်ဗျားတို့အလဲကဘိုင်းရကောက်နဲ့အခွန်ကောက်နေတော့ပဲဒီသူတို့မှာကအဲ့ဒီရခိုင်လူထုနော်အဲ့ဒီတော့ပြီးတော့တဟားစာသားအုတ်ချုပ်ရေးဖြစ်အောင်တွားရမယ့်ကန်ဒါအကျူးစားမဲ့ပုတ်ဖော်မှုအုတ်ချုပ်ရေးပြင်ဆင်ပုတ်ဖော်တာဒီအများကြီးကြံသေးတယ်ဒီတော့ကျွန်တော်ပြောချင်တာကအဲ့ဒီလူနေစုဝိတွေကို လူခွင့်ရေးသမားတွေလှုပ်ဆော့နေတာကအေးအေးမတိမငိမ့်ဖြစ်အောင်တမင်လုံးနေတာကျွန်တော်ပြောရဲတယ်45 right အစပါတယ်ဟုတ်လား45 right အစပါတယ်ခင်ဗျားတို့ NGO တွေ NGO တွေနော် CSO တွေဘာ organ of the O တွေပဲအလုံးအဲ့ဒီလူခွင့်ရေးသမားတွေနော်9နှစ်လောက်ပြင်ဆင်ခဏပေးလိုက်ကောင်းမှာပြ။ဘာအတန်မှမထွက်ပဲနေဆိုရင်လေတော်တော်ကောင်းတယ်တော်တော်လှုပ်ရှားလို့ကောင်းတယ် လက်ရှိတော်လိုင်းရေးမှလူခွင့်ရေးနဲ့ပတ်သက်ပြီးဦးဆောင်နေတာပြီးတော့လည်းရခိုင်မှာဆိုလည်းငယ်ပါပေါ်ရေးဘူးလားလို့ဖြစ်ဖြစ်သွားတယ်သူတို့တွေအဲ့ဒီမွတ်စလင်တွေထိပြီးဆိုရင်သခိုင်းတို့မန္တလေးတို့เนาะအညာသားကြောမွဲတွေကမပေါဘူးတအားကိုပဲလိုက်တာခင်ဗျားတို့ခါရတအားရုပ်ပြစင်ပြနိုင်တယ်เนาะအချိန်နေတည်ငြိမ်သွားရင်ခင်ဗျားတို့ဘယ်လိုမျက်နှာနဲ့ပြန်လာမလဲလို့မေးကြည့်ချင်လိုက်တာဖြေကြည့်ပါဦးခင်ဗျားတို့ဘာစောက်ခွက်နဲ့ပြန်လာမှာလဲကိုကလည်းเนาะ သူ့မှာအသက်သေတွေရှိတယ်ထုတ်ပြလိုက်လေတော့ခင်ဗျားတို့စောက်ရှက်ကွယ်အောင်ပါဒီတော့ဒါအန်ယူဂျီပါပတ်သက်နေတာရှင်းရှင်းပြောရင်အဲ့မှာလူခွင့်ရေးပါရခိုင်လူထုကိုလည်းပြင်မှတ်ထားသလိုဖြစ်နေတယ်စက်ကောက်စီကိုလည်းအားပေးသလိုဖြစ်နေတယ်နော်အထူးသဖြင့်ခင်ဗျားတို့ကိုစားပြုတဲ့မွတ်စလင်ရိုဟင်ဂျာဘင်္ဂါလီတွေကိုပါဟိတူတွေကိုပါအတုံးချပြီးတော့ပြင်မှတ်ထားချနေတယ်လို့ဖြစ်နေတယ်ဘယ်ဟာမှကောင်းကျိုးမရှိဘူး yes or no ခင်ဗျားတို့ကြည့်ကြည့်လေဘယ်ဟာကောင်းကျိုးရှိတယ် ပတ်စံတော့ရောက်မှာပေါ့ခင်ဗျားတို့အတွက်ဟုတ်လားကျွန်တော်ပြောတာဒီဖက်ထိမှာလုံးတော့မပြောနဲ့အိုခင်ဗျားတို့45 light ဘာညာတရကငယ်ပါပေါ်ရေဘူးလားတို့ဆက်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 လူးနေတာလေတခုခုဆိုတအားအဲ့ဒါကကျွန်တော်ပြောချင်တဲ့အချက်ကအေအေတို့တိစောင်းနေတဲ့အာလုံးပဝင်တဲ့ arrogant ဆိုတဲ့ပုံရိပ်ကိုအကြီးကျယ်ထိခိုက်နေတဲ့ပြင်မှတ်တစ်ခုဖြစ်နေတယ်အဲ့ဒါကိုဖြေရှင်းရမှာ narrative ပုတ်ဖော်ထားတာအခုချိန်ဒီအနောက်အင်္ဂလိပ်လိုတတ်တယ်သိရမလားဟုတ်တော့အုတ်တရား เนาะချင်းဖက်ကတချို့တော့ပေါသေးတယ်အဲ့တော့ပုံဖော်မှုကတအားကြီးမားနေတယ်အဲ့ဒါကိုဖြည့်ရှင်းရမှာမနေ့ကအကြံပေးခဲ့တာမှတ်မိတယ်မို့လားအဲ့လိုရှင်းလို့တော့တခါတည်းပြီးတယ်เนาะအဲ့ဒီရှင်းတဲ့နေရာမှာစောင့်မြေကန်တက်တိတ်လေးပါဖော်ပြလိုက်ခင်ဗျားတို့ဆောက်ရှက်ပြပြန်ကွယ်အောင်ပါတက်တိတ်လေးပါလေเนาะတက်တိတ်လေးထိထိရောက်တက်တိတ်လေးတော့ဖော်ပြလိုက်လို့တော့ခင်ဗျားတို့တော်တော်လေးဆောက်ရှက်ကွယ်ပါအကြီးမားဆုံးပြဿနာရဲ့မီးကိုမှမွေးနေတာ လူမျိုးရေးပฏิပခဘာသာအဓိကရုပ်ပေါ့ဗျာနော်အခိလိဟီလို့ခေါ်တယ်ထိမခံနိုင်တဲ့ဖနောက်အထိမခံနိုင်ဆုံးအာဏာချက်ကိုခင်ဗျားတို့ကင်တော့နော်တော်တော်ရက်ဆက်ရလောက်ရလို့ပြောလို့ရတယ်တကယ်ပြောတော့ခင်ဗျားတို့လူမျိုးရေးဘာသာရေးပฏิပခဟာအစိုးဆုံးလောက်ရစက်တိုက်တော့ပါပဲသူတေကိုတေပြက်တာပြဿနာမရှိဘူးခင်ဗျားတို့လောက်ပါတော့တကယ်နော်ဟိုစိတ်ထဲမှာဘာသာရေးလူမျိုးရေးအစွဲနဲ့ဖြစ်တဲ့ပฏิပခလူမျိုးဟာကိုမွေးတဲ့အတွက်ကြောင့်ခင်ဗျားတို့ကလေစက်ကောက်စီတဲ့တော့ရုံမသေးတယ် တကယ်ပြောတော့စက်ကောက်စီတော်ကအဲ့လောက်ထိမမွေးသေးဘူးသူတိုက်ကိုတိုက်ဘုံကျဲတော့ပဲဒီခင်ဗျားတို့ကမပေးနိုင်မစည်းနိုင်ပြဿနာကိုမွေးတာနော်ခင်ဗျားတို့စဉ်းစားဝတ်လိုက်လိမ့်မယ်အဲ့ဒါရှင်းပြလို့လည်းမရရိုက်သွင်းလို့လည်းမရတဲ့ပြဿနာကြီးအဲ့ဒီဘူးဒီနာမှာတော့ဆားတဲ့ဇက်ကြောင်းပေါ့ဗျာအေအေတို့အောင်မြင်လာတာကျွန်တော်ပြောတော့အေအေတို့ဘာဖြစ်လို့ညာဖြစ်လို့ပြောနေတာမဟုတ်ဘူးဘယ်နေရာမှာမွေးမွေးကျွန်တော်အော်မှာပဲရရဆက်ဆက်ကိုလှုပ်တဲ့ပြဿနာနော် အခုချိန်ထိတော့ခင်ဗျားတို့အော်ခွင့်ရနေသေးတယ်အဲ့ဒီဇက်ကြောင်းရဲ့အနောက်နိုင်ငံတွေရဲ့အေအေတို့ပေါ်မှာထောက်ခံမှုကိုလုံးဝကန့်လန့်ခံပြီးတော့တားဆီးထားတာအဲ့ဒါကြောင့်ပဲအဲ့ကြောင့်မို့ဘုံကျုံထမင်းနိုင်တို့ထောက်ပြချက်အေအေတို့ထောက်ပြချက်ထွက်လာတယ်လေ UN ကမယုံဘူးဆိုရင်လာဆစ်ဆိုပြီးတော့ခေါ်တယ်လေခေါ်တယ်မလားမယုံဘူးဆိုလာဆစ်ဆိုခေါ်တယ်တကယ်ကတော့ UN မှာကိုကမကောင်းပါဘူး ဒါပေမဲ့သူတို့ရဲ့ဆန်ချိတ်ဆန်နှုတ်တွေဇော့အောင်နေတဲ့ကမ္ဘာနိုင်ငံကြီးတွေနဲ့ချိတ်ထားတယ်ဆိုတဲ့အတွက်ကြောင့်လာဆက်ဆေးစုပြီးခေါ်တော့ပဲတကယ်ကကျွန်တော်အကြံပေးတာကမနေ့ကအဲ့ဒီအတွက်ကိုဘတော်ကိုလွတ်လပ်တဲ့စုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့လို့ရပါတယ်သူတို့ခေါ်ပြီးသူတို့လာဆက်မှမရဘူးသူတို့လာဆက်လည်းရုပ်ရတဲ့ကောက်တွေဖြစ်မဖြစ်ကိုပြန်ဆက်ဆက်ရအောင်ပါပဲလေတိပုစံတိဘူးနေအောင်ကျွန်တော်တေချာပြန်ကြည့်ပါဦးမယ်နော် အဲ့တော့ကျွန်တော်ပြောတဲ့အကြံပေးခဲ့တဲ့မနေ့ကအတိုင်းပဲနောက်ဆုံးချုပ်ရောက်ရင်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုကိုဘတော်ကိုဖွဲ့လိုက်ပြီးရင်ဒါကိုဘာဖြစ်လို့ချက်ချင်းလောက်ရလဲဆိုရင်ပထမချက်ကအသင်းအတ္တမနော်လူခွင့်ရေးပုတ်ဖော်နေတဲ့ဇာတ်ကြောင်းကိုပြန်လည်ထိတ်ချုပ်နိုင်ဖို့လိုတယ်အဲ့ဒါကလက်ရှိစစ်ရေးတောင်အရေးကြီးတဲ့အရေးတို့မှာဘာလို့ဆိုရင်နိုင်ငံရေးဘက်ကကူပြောင်းတဲ့နေရာမှာအဟန့်အတားကြီးအဲ့ဒီဇာတ်ကြောင်းကိုလောလောဆယ်မှာရန်သူစစ်ကားစီလူခွင့်ရေးနော်ငယ်ပါပေါ်လောင်းထန်ရတဲ့ကောင်းတွေ နိုင်ငံတကာမီဒီယာတွေကပိုင်ဆိုင်ထားတဲ့ပြပသတင်းတွေမှာကြည့်လိုက်เนาะတရချားတစ်ခါရိုဟင်ဂျာငယ်ပါပေါ်ရေပူလောက်ခံရတဲ့အကောင့်တွေရေးတဲ့စာတွေကြီးပဲတကယ်မီဒီယာတွေရိုက်တာတို့ဘာတို့ကအဆောက်မသိရင်တရချားတစ်ယောက်တစ်ခါပဲ economy တို့ဘာတို့ကအဆောက်သွားချက်ကြည့်တပြည်တော့တနိုင်ငံလုံးဆစ်ဖြစ်နေတာအဲ့ဒီဟာတွေကတရချားတစ်ခါရေးတယ်ရိုဟင်ဂျာတွေ2019တော့အဲ့လိုပြခန့်နေရပြန်ပြီအောက်ဆိုပြီးတော့អော်ပါလားတကယ်ပဲအဲ့ဒီပြပသတင်းတွေရတယ် အဲ့ဒီ commission ဖွဲ့ဖို့လို့ပဲအေအေတို့ပွင့်လဲမှုတောင်းဝယူမှုကိုသူတို့လာစိတ်လဲလိန်ပြီးတော့ရင်းရေအောင်ပါเนาะတကယ်တကယ်ကိုဘသားကိုဖော်ပြလို့ရတယ်ဇက်ကအစ်တစ်ခုဘာလဲဆိုရင်ငါတို့ဒီမှာအုတ်ချုပ်ရန်တရားခက်ခက်မမာနဲ့ပွေ့ပွေ့လေးလေးလုံနေတယ်เนาะတောင်းဝယူမှုလဲရှိတယ်မယုံရင်ဒီမှာကြည့်ဆိုပြီးတော့ကျွန်တော်ပြောတဲ့လွတ်လပ်သောစုံစမ်းစစ်ဆေး commission တဲမှာအာနိုင်ငံကဥပဒေပညာရှင်တွေเนาะတရားရေးတွေကိုစာချိတ်စာနှုတ်တွေပေါ့ဗျသူများနိုင်ငံရဲ့ဥပဒေစာချိတ်စာနှုတ်တွေကို တိနားလဲတဲ့ကျွမ်းကျင်ပညာရှင်တွေခေါ်ထက်လေးလာသူအနေနဲ့အောင်မခံချက်ပြင်းနဲ့စစ်စစ်ဒီတော့အဲ့ဒါကပထမချက်ကအဲ့ဒီပုတ်ဖော်နေတဲ့เนาะအေအေတို့ဟာအခုချိန်ဒီသူတေသနာတွေမှာเนาะရခိုင်တွေစက်ကောက်စီနိုင်တယ်ဒါပေမဲ့ရိုဟင်ဂျာဘင်္ဂါလီတွေပေါ်မှာလည်းအကြဖက်တပ်ဖြတ်ခဲ့တဲ့ဆိုတော့လက်ရီတလောဘကိုစွဲနေတဲ့အနောက်နိုင်ငံတွေမှာတကယ်ပြောတော့လောဘကိုเนาะ သူတို့ဟာမခန့်ကျင်စိတ်ကြောင့်လုံခဲ့တာတွေကြောင့်ကြံဖက်တက်ဖြတ်ခဲ့ပါတယ်ဆိုတဲ့ပုံစံဝင်နေတယ်။အဲ့ဒါကိုထိချုံနိုင်လိမ့်မယ်။ဒုတိယချက်ကအဲ့ဒီစုံစမ်းစစ်ဆေးအဖွဲ့ဟာနောက်လာမဲ့ narrative တွေကိုပါမဟာပြူအောင်ဒိုင်းတစ်ခုအနေနဲ့ကောင်းနိုင်လိမ့်မယ်။ရှိလားရှိလားမသိလားတော့မသိပါဘူး။နော်။ဒိုင်းတစ်ခုအနေနဲ့အကောက်ဖို့တိဆောက်ပြီးသားဖြစ်သွားလိမ့်မယ်။အဲ့ဒီကော်မရှင်မှာသူတို့လေးစားဥညွှန်းရတဲ့เนาะကျွန်တော်တို့မသိဘူးသူတို့လေးစားတာနိုင်ငံကဥပဒေပညာရှင်တွေเนาะဆရာဆရာကြီးတွေ အာဆီယံအဆင့်ပုဂ္ဂိုလ်တွေကို လေးလာသူတွေအဖြစ်ထက်သွင်းပြီးတော့ဖွဲ့ထားနိုင်ရင်တအားခိုက်ပါတယ်။ AA ရဲ့ငါတို့လောက်ရတွေအားလုံးကိုနိုင်ငံတကာရဲ့ခင်ဗျားတို့ဆန့်ချိန်ဆန့်နှုန်းတွေနဲ့တိုင်းတာရဲတဲ့ဆိုတဲ့ကြောင့်တက်တည်ပြဖို့အတွက်လောက်ပဲ။အဲ့ဒါဟာအနောက်နိုင်ငံတွေရဲ့ဖိအားကိုချက်ချင်းအမြန်ဆုံးရှော့ချပေးနိုင်တဲ့မဟာဗျူဟာမြောက်ဒိုင်းပဲဒီနေ့ကအကောင်းဆုံးပဲကျွန်တော်စဉ်းစားတာမနေ့ကအကြံပေးခဲ့တယ်။ပြောနောက်ဆုံးချက်ကနော်အားလုံးတဲ့ဘလောက်ပဲဖြစ်နေဖြစ်နေအရေးကြီးဆုံးကတော့ပြည်တွင်းစည်းလုံးမှုပါပဲ။ အဲ့ဒီမှာရခိုင်လူထုတွေတချို့တချို့စိုးရိမ်ခဲ့တဲ့ဟာတွေအေရုပြန်ဖြည့်ချင်းတာကဥပဒေတရားစီရင်ပါညာပေါ့ဗျာဘာလို့ဆိုရင်ဟိုစိုးရိမ်နေကြတဲ့လူ내စုအတွက်တရားမျှတမှုရနိုင်တဲ့လမ်းကြောင်းကိုဖွင့်ပေးတာမျိုးเนาะစိတ်မပြေမှာမနိုင်ခင်တော့လူထုထောက်ခံမှုတအားရတယ်လူထုထောက်ခံမှုနိုင်ပြီးဝမှလူထုထောက်ခံမှုရော့ကျသွားတဲ့ပြဿနာမျိုးတွေကိုသိတယ်မလားကျွန်တော်တစ်ခါပြောတယ်လေပါလဲလင်းတို့တွေဟာလင်းတို့တွေသိတယ်မလားအဲ့လိုမျိုးတွေ ဖြည့်ရှင်းဖို့လိုပါတယ်။လင်းနိုးတွေလင်းဆွဲတွေဆိုတာကစက်တက်ရဲ့အုပ်ချုပ်မှုအောက်မှာနေပေါင်းများစွာနေလာခဲ့တဲ့အကျင့်စရိုက်ကိုချက်ချင်းရောပြောင်းလို့တော့မရသေးပါဘူး။ဒါပေမဲ့စက်တက်ကလည်းချောင်းချောင်းပြီးတော့တွေးတွေးခွဲတာရှိတယ်။လင်းနိုးလိုမျိုးအကျင့်တွေသိရမလား။အာနာရရဲ့တမျိုးအာနာမရခဲ့တမျိုးအကျင့်တွေ။ဘာမှလာမပြောနဲ့ရှိကိုရှိတယ်။ဒီတော့အဲ့တော့ကိုမမကကပြောင်းလဲမရတာနော်။ဘာမှမငင်းနဲ့လိန်လို့လည်းမရဘူးရှိကိုရှိတယ်အနေနဲ့မြောက်ပဲ။ ဘယ်တော့ပြောင်းနိုင်လဲဆိုတဲ့ပုံမှာအာမခန့်ချက်အောင်မြင်မှုတည်ပါလေတခြားဟာတွေကတိတ်အရေးကြီးတဲ့ကဏ္ဍမဟုတ်ပါဘူးအဲ့လိုပါရှိရနော်တကယ်ပြောတာအဲ့ဒီဟာတွေကကျွန်တော်ပြောခဲ့ပြီးပါပြီနော်ပတ်စံနဲ့မြူဆိုရင်တော်တော်များများပါတယ်ပြီးတော့လက်နက်ကိုင်အဖွဲ့စည်းကနေအဲ့ဒီရခိုင်ပါဘေးဘေးဘေးအားလုံးရဲ့အစိုးရအဖြစ်ပြောင်းလဲနေတဲ့အကြောင်းတက်တဲ့ပြောင်းမဲ့အခိုင်အမာဆုံးခြေလှမ်းဟာရခိုင်လူထုရောစိုးရိမ်နေတဲ့လူနည်းစုပဲ နော်အာလုံးယုံကြည်ရတဲ့တရားမြတ်သားမှုဆိုတဲ့ရနိုင်တဲ့အာမခန့်ချက်လမ်းကြောင်းကိုဖွင့်ချပေးတဲ့အဲ့ဒီလွတ်လပ်သောစုစမ်းစစ်ဆေးအဖွဲ့ AA တို့ကိုယ်တိုင်ဥဆောင်ဖွဲ့ထားတဲ့ဆိုတဲ့ဟာကကောက်ွယ်ပေးနိုင်ပါတယ်ကျန်တာကအချိန်နည်းနည်းဆောင်ရင်ပြီးွားပါပြီဒီလောက်ပါပဲ